၎င်းမှာတော့အေအေနဲ့စစ်တပ်တိုက်ပွဲတွေဖြစ်ပွားနေလေးမျက်နှာမြို့နယ်တုံတုံကျောင်းကစစ်တပ်ကလေးနဲ့ပုံစံမှုဖုံးကြည့်ကြောင့်မိလောင်ပြန်စီအင်းရဝတီတိုင်းလေးမျက်နှာမြို့နယ်တုံတုံကျောင်းဖုံးကြည့်ကြောင်းကစစ်တပ်ကလေးကျောင်းနဲ့ပုံကျဲတိုက်ခိုက်ရာဖုံးကြည့်ကြောင်းမိလောင်ပြန်စီခဲ့ကြဒေသတရင်မြစ်ကပြောကြားပါတယ် မန်ရှာဆက်ကွယ်ရဲ့ညာဆက်တနာဤခန်းကလေးမျက်နာမျိုးနဲ့တုံတော့ကြောက်ကိုဂျက်ဖက်ဈေးကောင်းစီတက်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ရမှာတုံတော့ကြောက်ဖုံးကြည့်ကြောင်မီးလောင်ပြက်စီခဲ့ပြီးတိခိုက်သိဆုံးရှင်မရှင်နဲ့ပြက်စီဆုံးရှုံးမှုတန်ဖိုးသိရခြင်းမရှိသေးကြောင်းသိရပါတယ်။အပြည့်စုံတော့မသိရသေးဘူးပုံကျဲချခံလို့မီးလောင်သွားပဲသိရသေးတယ်။ဒေသနေပြည်သူတွေအတွက်တော့စွန့်ရင်စရာအခြေအနေတစ်ခုပါပဲ။ မရှာ၁၈ရက်နေ့ညနေ9:00နာရီဝန်းကျင်အချိန်လေးမျက်နှာမြို့နယ်ပသိမ်မော်ရွာကားလမ်းဘေးရှိဝက်ကုံကျေးရွာနယ်တောရကျေးရွာကြားသို့စစ်ကောင်စီတပ်လေးရင်းတွေကဘုံနေကျွဲချခဲ့ကြအောင်ဘုံကျွဲချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့နေရာဖြစ်တဲ့အတွက်ထိခိုက်တဆုံတရာမရှိခဲ့ကြောင်းသိရပါတယ်။မရှာ၁၈ရက်နေ့ကစတင်ပြီးလေးမျက်နှာမြို့နယ်ဝက်ကုံကျေးရွာအုပ်စုရှိဝက်ကုံရွာလဲခုံလေးရွာလဲခုံကြီးရွာဆက်ဆက်ရွာချင်းလဲရွာနဲ့စံကုန်းရွာတို့မှာကျက်ဖက်စစ်တပ်နဲ့အေရိုးတိုက်ပွဲပြင်းထန်တဲ့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျင်းရီမှာထိတွေ့တိုက်ပွဲတွေယနေ့ချိန်ထိပြင်းထန်နေပြီးဂျပန်စစ်တပ်ဘက်ကဒီကိုက်တင်ဆောင်မှုများပြားကတေဆုံသူတွေကိုအင်ကပူမျိုးနဲ့ကွင်းကောက်တွေသားပသိမ်မော်ရလမ်းမကြီးပင်ရှိအောက်တွင်ကုန်းကျရာမိသူဂျုံဆက်တို့ပို့ဆောင်တဲ့ဂျုံနေကြောင်းသိရပါတယ်။ ရခိုင်မှမြို့နှစ်ခုကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်မှုစတင်ကြောင်းတဲ့နေအိနေပြန်စီရခိုင်ပြည်မှာအရခတ်တတော်ရေးကတိမ့်ပိုက်ထားတဲ့ပုံနာကျွန်းနဲ့ပေါတော်မြို့နယ်တို့ကိုမတ်လ20ရက်နေ့နေ့မနက်3နိုင်ဝင်းကျင်ချိန်နဲ့9နိုင်ဝင်းကျင်ချိန်တို့မှာစစ်ကောင်စီကလင်းနေတဲ့ပေါင်ရပုံတွေကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ယနေ့မနက်9နိုင်ဝင်းကျင်ချိန်ပုံနာချုံမြို့နယ်ကျော်ဆန်ကျွော်ကိုရန်ဖတ်စစ်တပ်ကဂျက်ဖိုင်တာနဲ့နဲ့ချိန်လာရောက်ပုံလေးလုံးထပ်မနေကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်အများပြားထိခိုက်ပျက်စီးသွားပါတယ်။ ပေါင်နှံကျွန်းဒေသခံတုံးကကြော်စံရွာကိုစစ်ကောင်စီကဘုံသုံးလုံးလောက်ကျဲချထားတယ်ဒီကနေ့မနက်9နာရီလောက်ပဲဘလောက်ထိခိုက်ပျက်စီးသွားတယ်လဲကိုတော့မသိရသေးဘူးလို့ပြောပါတယ်ရွှေပြင်ပေါတော်မြို့နယ်တဲခုံကျောင်းကိုလည်းရွှေနေမနက်9နာရီဝန်းကျင်မှာစစ်ကောင်စီကပေါင်900ဘုံနေနဲ့နှစ်ကြိမ်လာရောက်ကျဲသွားကြောင်းဒေသခံတွေကပြောပါတယ်ပေါတော်ဒေသခံတုံးက ပုံနာကျွန်းနဲ့ပေါတော်မြို့နယ်တို့ကစစ်တွေမြို့နီကမြို့တွေဖြစ်ပြီးစစ်တွေမြို့ရှိစစ်ကောင်စီတိုင်းမှာနှင်းစင်ဒီပါလက်နက်ကြီးဖြစ်ခတ်မှုတွေကြောင့်အဆိုပါကြေးရီမှာပြည်သူတွေမှာဇန်နဝါရီလကလေးကထွက်ပြေးတိမ်းရှောင်နေရပါတယ်စစ်ကောင်စီတိုင်းတပ်ဖွဲ့နဲ့ရေတပ်တို့ကစစ်တွေမြို့နီကတိုက်ပွဲတွေကိုအကြောင်းပြုပြီးစစ်ရေးနဲ့မဆိုင်တဲ့ပုံနာကျွန်းပေါတော်နဲ့ရေတိတောင်ဘက်ကိုလက်နက်ကြီးဖြစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့ကြောင့် လက်နက်ကြီးတိုက်ခိုက်မှုတွေနဲ့စစ်တွေမျိုးနယ်နဲ့ထိစပ်နေတဲ့ပုံနာကျောမြို့နယ်ကကျင်းရောက်ပေါင်း20ကန်နဲ့ပေါတော်မြို့နယ်ကကျင်းရောက်ပေါင်း30ကျော်မှဒေသခံပြည်သူထောင်ပေါင်းများစွာမှထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ဆလပီကံကောမှာစစ်တပ်ကလေကြောင်းနဲ့ပုံကျဲအပြင်မြေပြင်စစ်ကြောင်းထုံးနေမှုကြောင့်ပြည်သူတွေထိခိုက်ဒိန်းဆောင်မှုရှိပြီးလေးနာဝင်ကျင်စစ်ဘင်းရှောင်းနေရမကွေးတိုင်းကံကောမြို့နယ်မှာစစ်တပ်ကလေကြောင်းနဲ့ပုံကျဲပြီးစစ်ကြောင်းထုံးနေမှုကြောင့်ပြည်သူတွေထိခိုက်ဒိန်းဆောင်မှုရှိပြီးလူရည်လေးနာဝင်ကျင်စစ်ဘင်းရှောင်းနေရကြောင်းရောလင်းတပ်တော်ရှိသူကပြောပါရတယ်။ ယနေ့မတ်လ22ရက်နေ့မနက်8:38မိနစ်ကကံကောင်းမြင့်နယ်မြောက်ပိုင်းရှင်နန်းခချင်းရဆေးကံကိုဂျက်ဖတ်စစ်ကောင်စီမိထီလာလေးတက်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ပုံကျဲတိုက်ခါရပြည်သူတွေထိခိုက်ဒေဆုံးမှုရှိပြီးရေအတွက်တိကျသိရှင်းနိုင်စုံစမ်းနေဆဲဖြစ်ပါတယ်။မတ်လ16ရက်နေ့ည7:00နာရီချိန်ကစပြီးကံကောင်းမြင့်ချွေဆိုင်ခါလာ50တန်းရင်းရှိချင်းရတွေကိုစစ်ကောင်စီတက်က 920ခန်းနဲ့မြို့တောင်ပတ်ရှိပြားရွာအောင်မြင်ရွာရှောက်ပင်အနောက်ကန်ကောရွာရှုံးရှိရွာဆရွာတွေကိုစစ်ကြောင်းတို့ဝင်ရောက်ကပြည်သူတွေကိုဖမ်းဆီးပြီးလူသားတိုင်းပြုလုပ်ကအောင်မြင်ရွာရှောက်ပင်ကျေးရွာမှာထိုင်ချရွေးဘန်ကားတွေကိုခိုင်မာတိစောက်နေကြောင်းသိရပါဗျာ။ ရသူရသားတွေကိုဖမ်းထားတဲ့အထိုင်စကန်းတည်ဆောင်နေတဲ့တော်ရဲကနေတစ်တွေပါရီခုတ်လုပြီးတော့နောက်ကနေကားနဲ့လိုက်ပွားဘန်ကန်က၄နေရဆောင်နေရလို့သိရပါဗယ်။ဘယ်နေရာတွေဆောင်နေလဲမသိဘူး။အဲဒီကနေစည်ရေးရရေးပါနေရတခုပါ။အဲဒီနေရာကပိတ်လိုက်ကလေးတောင်ပိုင်းနဲ့ချင်းပြင်းနဲ့တခုလုံးကိုအုံတန်ရင်ဖြတ်တောက်နိုင်တဲ့နေရာဖြစ်တဲ့အတွက်စကန်းတည်ဆောင်နေရဖြစ်တယ်လို့ရောလင်းတန်ကိုပါကောင်ကပြောပါဗယ်။ ။အဆိုပါအမြင့်ကြီးရကြီးရကဂန်ကောမြေရလမ်းပိုင်းဂန်ကောအိုက်ကာလမ်းပိုင်းမှာတည်ရှိပြီးချက်ချာကြိုင်နေရဖြစ်နေတဲ့အတွက်ဒေါ်လိန်ဖွဲ့အပြင်စစ်ကောင်စီတို့ရေးပိုင်နေရဖြစ်ကြောင်းရင်းဂျပန်စစ်တပ်စစ်ကြောင်းကြောင့်အမြင့်ရလုံးချုံရအနောက်ကန်ကောကြီးရဗရော့ကုံရပြားရဆိုင်ကြီးရရှိပြည်သူ၄၀၀ဝန်းကျင်ဘေးလွတ်ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။ ဂန်ကောက်ကိုင်အတွင်ဂျက်ဖက်စစ်ကောင်စီတပ်ကဖုန်းလိုင်းအင်တာနက်လိုင်းတွေဖြတ်တောက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေကြောင်းမိဘပြည်သူများအနေဖြင့်လူစုလူဝေးဖြစ်စေအလှူပွဲရှင်ပြုတ်ပွဲမင်္ဂလာဆောင်ပွဲမပြုလုပ်ကြရန်ဒေသကြိုပြုဖွဲ့စည်းကတိုက်တွန်းပါတယ်ဆလဘီယောလက်နက်ကင်ပလီပခါပြည်ပဆုဖတ်မှုတွေကြောင့်လုံစစ်ကောင်းဆောင်ဆွဆွဲပြည်တွင်ငြိမ်းချမ်းရေးကိုကြိုးစားတည်ဆောက်နေပေမဲ့ပြည်ပကဆုဖတ်မှုတွေကြောင့်လက်နက်ကင်ပလီပခါတွေဆက်ပြီးရှင်နေလို့စစ်ကောင်းဆောင်ကထားဖို့ကြောင့်မူချင်းမြောင်းလိုင်းကမတ်လ20ရက်နေ့မှာပြောပါတယ် မေပြည်တော်မှာပြုလုပ်တဲ့2025လွန်မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့်ဆွေးနွေးပွဲမှာစစ်ကောင်းဆောင်ကပြောပါတယ်။ဒီပလီဘက်ခရဲ့ကြောင့်နိုင်ငံအဖွဲ့မျိုးတိုးတက်မှုနောက်ကျခဲ့ရသလိုစီလုံးမှုမရှိဘဲနိုင်ငံရေးစနစ်ကမှစိတ်ချမ်းသာမှုပေးနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။တိုင်းဒေသလက်နက်ကိုင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ရဲသားစုရကိုဖြုတ်ချပြနာသိမ်းခဲ့တဲ့စစ်တပ်ကြောင့်ပလီဘက်ခရဲ့ပုံများလာလို့ဝေဖန်ပါတယ်။နိုင်ငံရေးလေလာတုံးသက်သူဦးတန်းစွန်နိုင်ကလည်းစစ်ကောင်းဆောင်ပြောဆိုချက်ကိုခုလိုဝေဖန်ပါတယ်။ သူကသူ့လောက်တာကိုသူများလောက်သလိုဖြစ်အောင်ပြောတာဒီတက်ခုတည်းမဟုတ်ပါဘူးဒီလိုပြောတာသူ့အကျင့်ပါပဲအမှန်တရားကပါလဲပြည်သူတွေသိကြပါရင်စစ်တအာဏာမသိခင်ကရခိုင်ပြည်နယ်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနေရချွတ်မှသာလက်နက်ကင်ပလီဘခတွေဖြစ်ပွားခဲ့ရပါအာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်ဖွဲ့တဲ့တွေအများပြပေါ်ပေါက်လာပြီးနိုင်ငံတော်မှာတိုက်ပွဲတွေစားစားကျယ်ပြန့်လာခဲ့ပါတယ် ဆလပီရန်ကုန်အရာဝတီဝင်းပြင်းလန်းတလျှောက်ဂိတ်တွေတနည်းလင်းတင်းထောင်ချင်းဝေးရှာနေအရာဝတီနဲ့ရန်ကုန်တိုင်းကိုအဓိကဆက်သွဲတဲ့ရန်ကုန်ပသိမ်လန်းရန်ကုန်ဟင်္သာလန်းတလျှောက်ကနေစစ်ကောင်စီဂိတ်တွေကတနည်းလင်းတင်းထောင်ချီရရှိနေပြီးရန်ကုန်ဝင်းအဓိကဂိတ်ဖြစ်တဲ့ပန်းတိုင်းဂိတ်တစ်ခုထဲမှာတနည်းသိန်း200ရောင်းကောက်ယူနှုတ်ရန်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရပါတယ်။အနာသိမ်းမြေနောက်ဖွင့်လှစ်လိုက်တဲ့စစ်ကောင်စီဂိတ်တွေကခီးတဲ့တင်ကားရိအင်စီကားရိ ကုန်တင်ကားရေထံကနေတောင်းရွယ်ငွေကြေးကနေ့စဉ်သိန်းတောင်းထောင်ချီရနေကြောင်းပန်းတိုင်ကိတ်ကခန့်ရံဖြစ်ပွားပြီးမကြသည်မီကအလုံးထွက်ခဲ့ရတဲ့ဌာနဆိုင်ဝန်ထမ်းတအုပ်ကပြောပါရယ်ပန်းတိုင်ကိတ်ကအရာဝတီရန်ကုန်ရာဝတီလေးပြင်းဝင်းပြင်းလမ်းမှာအကြီးဆုံးစစ်ဆေးကိတ်ဖြစ်တဲ့ခီးသွားရီစစ်ဆေးရမှာပြည်ဆောင်ထည့်ကိုအဓိကအသုံးပြုပြီးရဲနဲ့စစ်တပ်ကစောင့်ကြည့်ရေးတာဝန်ယူပါရယ်အင်းစည်းကနဲ့ခီးသွားရီကရင်မောင်းတွေကလက်သိပ်ထိုးပေးပြီးတော့ငွေကိုရဲနဲ့စစ်ကောင်စီတဖွဲ့တွေကယူရင်စံဌာနဆိုင်ရာတွေကိုဝန်ထမ်းတွေကပြင်စာနဲ့ငွေကောက်ခဲ့တယ်ဥပဒေမဲ့ငွေတောင်းမှုက ကင်ကြမ်းရဲ့ V9 နဲ့စာကတ်ထားတော်လဲစစ်ကောင်စီဝင်တဲ့မှာအတိုင်ဖောက်ညီစွာနဲ့ကားရီထံမှာငွေတောင်းယူနေကြောင်းခီးသွာချွန်တဲ့အထက်ပါဝင်တဲ့ဟောင်းတွေကပြောပါတယ်။ဗန်းနိုင်ကိန်းနဲ့ရန်ကုန်ပသိမ်ဟင်္ဒရာလမ်းခွဲဖြစ်တဲ့ပုံမြထွန်းဒရာအထိစစ်စေးကိန်း၅ခုရှင်းထုတ်ပြန်ဆိုပါဒရာကနေပသိမ်မြို့အထိပန်းနော်၊ဂျန်ကုန်းဆိုင်မြို့တွေကိုဖျက်ပြီးစစ်စေးကိန်း၅ခုရှိပါတယ်။ဒရာကနေဟင်္ဒရာမြို့အထိညောင်တောင်းတနုပြုဇလုံမြို့တွေကိုဖျက်ပြီးစစ်စေးကိန်း၅ခုရှိပါတယ်။ မကြသေးမီကဘုံမြထွန်းတရာဆင်စင်ကိမ်းမှာပသိန်တို့သွားမဲ့ကားတစီကရဲတပ်ကိုငွေနှင်အားပေးပြီးတော့၎င်းရှက်ခွဲသည်ဆိုပြီးရဲတပ်ဖွဲ့ကယင်မောင်းကိုချင်းချောက်ကဖိအားပေးဆင်စင်ခဲ့ပါတယ်။ဆိုပါကိမ်းတွေကစစ်တအာဏာသိမ်းပြီးနောက်ပိုင်းမှာဖွင့်လိုက်ခြင်းဖြစ်တဲ့ခီးသောကားတွေအင်စီကားတွေကိုဆင်စင်ပြီးတော့တန်တရားရှိသူတွေကိုဖမ်းဆီးခဲ့ပါတယ်။2023ခုနှစ်မှာဂိတ်ချို့ကိုပြန်ရုပ်သိမ်းခဲ့တော့လဲ2024နှစ်ကုန်ပိုင်းမှာအရာဝတီတိုင်းတွင်တိုက်ပွဲတွေဖြစ်ပြီးရနောက်ဂိတ်တွေကိုပြန်ဖွင့်ဆင်စင်မှုတွေတင်းကျပ်နေခြင်းဖြစ်ပါတယ်။ လုံချောင်းအကြောင်းပြပြီးဆင်ဆဲပြီးကားသမားတွေခီးသွားတဲ့ထံမှာငွေကြေးချိန်ချောက်တောင်းယူနေကြခြင်းဖြစ်တယ်လို့ခီးသွားတွေကပြောပါတယ်။2023ခုနှစ်မှာဟင်္သာမြို့ကနေစစ်စေးဖွဲ့မိုင်းခွဲတိုက်ခိုက်ခံရမိကလွယ်ပြီးရန်ကုန်။အယဝတီဝင်းပြကလန်ရှောက်ရှိစစ်စေးဂိတ်တွေတိုက်ခိုက်ခံခြင်းမရှိခဲ့ပါဘူး။အယဝတီတိုင်းမှာပသိန်းဟင်္သာပြပုံမြောင်းမြမဲအုပ်ပင်မြို့ပအဝင်26မြို့နယ်ရှိပြီးရေလန်းအကုန်လမ်းမှာပါရန်ကုန်တိုင်းနဲ့ဆက်သွယ်ထားပါတယ်။ လက်ရှိမှာယဟူဒီတိုင်းတွင်းတာပေါင်းရင်ကြီးလင်မျက်နှာမျိုးနဲ့ဆက်ဆက်ဧရိယာတွေမှာအရက်ခတ်တော်ရင်နဲ့ပြည်ထက်ပူပေါင်းတပ်တွေကစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။နောက်ဆက်အဖေးကြရအတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။